အားလုံးပဲမင်္ဂလာပါဒီချိန်တွင်ရကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ဒီချိန်က Great Mess ရဲ့ Chapter 1မှာရှိရဲ့เนาะမေခွန်လေးကိုရေအရှင်းပြထားတာဖြစ်ပါတယ်နောက်ထပ်လဲ Chapter 1မှာရှိရဲ့เนาะ အာရှင်းပြမဲ့မိခွန်းလေးတွေရှိပါသေးတယ်เนาะအဲ့ဒါလေးတွေကိုလည်းတချေရှင်းပြီးတော့ထပ်ပြီးတော့တင်ပေးပါအောင်မယ် chapter 1ကိုပြန်ကြည့်တဲ့အခါမှာတချေကเนาะဒီအရေးကြီးတဲ့အချက်လက်လေးတွေအခြေခံအချက်လေးတွေပေါ့เนาะအဲ့ဒါလေးတွေကိုပဲရှင်းပြထားတဲ့ဗီဒီယိုလေးတွေပဲရှိတာကိုတချေတွေ့လိုက်ပါတယ်ဒါကြောင့်မို့လို့အရေးကြီးတဲ့သတိထားမဲ့အချက်လေးတွေပါတဲ့မိခွန်းလေးတွေကိုဒီရက်ထပ်ပြီးတော့ရှင်းပြီးတော့တင်ပေးပါအောင်မယ်เนาะအခုတချေရှင်းတာလေးကြည့်ရအောင်เนาะ exercise 1.1နဲ့ကနံပါတ်11လေးကိုရှင်းပြမှာဖြစ်ပါတယ်။ဘေကွန်လေးက the distance between the two points m 15 an n a minus 5 is 20 find the value of a เนาะအဲ့တော့ m n အမှတ်နှစ်ခုရဲ့ဂျားထဲမှာရှိတဲ့เนาะအကွာဝေးအဲ့ဒီအကွာဝေးလေးက20ဖြစ်တယ်ဒါဆိုလို့ရှိရင်เนาะဒီ MN ဆိုတော့ coordinate တဲ့မှာပြတာမို့ချာနော် distance လို့ပြောတဲ့တရားကျတော့ distance formula လေးကိုသုံးမယ်အဲဆိုရင်တော့ကျတော့ရဲ့ဒီ coordinate တွေကို x1 y1 x2 y2 လို့အပြင်သတ်မှတ်တယ်လက် m 50 a ကို x1 y1 လို့သတ်မှတ်မယ် n a 5ကို x2 y2 လို့သတ်မှတ် ဟုတ်ပြီနော်ဆိုတော့ distance formula လေးကို channel သုံးမယ် square root of x2 minus x1 the whole square plus y2 minus y1 the whole square equal to 20ပေါ့အဲ့တော့ဒီမှာဆိုရင်ကျန်တို့ဒီတို့တန်ဖိုးကျန်တို့စာပြင်မယ်နော် x2 က a x1 က15ဒါကြောင့် a minus 15 the whole square plus y2 က minus y y1 က a minus 5a the whole square equal to 20ဆိုတာရ။အဲ့တော့ဒီလိုအစားသင့်ပြီးပြီဆိုရင်တော့ကျွန်တော်ကနှစ်ဖက်စလုံးကိုနှစ်ထပ်တင်ပေးရ။တစ်ထပ်တင်လိုက်တဲ့အခါမှာနော် a minus 15 the whole square plus minus 5 minus a the whole square ။အဲ့နှစ်ထပ်တင်လိုက်တဲ့အခါမှာဒီမှာ square လို့ပြောပါရဲ့နော်။ဒီဘက်ကတော့20 square က400ရ။အဲ့တော့ကျွန်တော်ဒီဘက်ကခွဲနှစ်ထပ်တင်ကိုကျွန်တော်ဖြန့်ချရတော့ ဝရထတင်ကိုတခြားတို့ကဖြတ်တဲ့အခါမှာ a 50 the whole square ဒါကတော့ဖြတ်ရတွေ့တယ်ဒါလေးရလည်းတကယ်ရတွေ့ပါတယ်เนาะဒါပေမဲ့နောက်ခုစလုံးကအနှုတ်ကိန်းနေဖြစ်နေတာပေါ့ဒါလေးပဲကွာတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီဖြတ်ရတာပေါ့အတွဲအောင်လို့ဘယ်လိုကြည့်လဲဆိုပြီးဒီလိုချက်ချင်းကပုံစံလေးတဲ့ကိုကျွန်တော်တို့ပြန်ထည့်လိုက်ဒါက -5 -a ဒီမှာ -5 -a đã thu hồi trở hợp nhà biểu nhau đại cả minus y minus y nhau này là plus cho đi phải à nó minus a minus a nhau này đó plus a square à mà nào cho chia cái anh này nhau mấy số ấy minus y minus a rồi plus y a ta lấy đi lô về plus y a ta cho plus ten a à đã nào thu đi phải à mà số ấy a square minus thirty a plus two hundred twenty five nó plus 25 plus 10 a plus a square equal to 400ဒါကို share set ရှင်းမယ်နော်2 a square minus 20 a minus 150 equal to 0ဆိုတာရအဲ့တော့ဒါဆိုရင်ကျတော့ဘာလို့ကိုရပြီလဲဆိုရင်ဒီတစ်ခုလုံးကိုကျတော့နှစ်နဲ့စားလိုက်နော်စက်ကြည့်အောင်ဒါဆိုရင် a square minus 10 a minus 75 equal to 0ဒါနှစ်နဲ့စားလိုက် ဲ့ဒါအောင်မှ share တော့ချက်ချက်ကခလိခွဲမယ်ဆိုတော့ဒီမှာ55 95ပေါ့နော်ဆိုတော့ဒီမှာက minus 75ကိုခွဲတာဖြစ်တဲ့အတွက်ဒီ shadow တွေလက္ခဏာမတူရဘူးမတူရဘူးဆိုတော့မှဒီလေရလက္ခဏာလေးကိုကြည့်မယ်ဒီလက္ခဏာလေးဒီအလောက်ဖြစ်တဲ့အတွက်15က minus ဖြစ်ပြီးတော့5က plus နေနေထားမယ်အဲဒါကြောင့် a plus 5 multiply a minus 50 equal to 0ဆိုတော့နောက်ဆုံးရှင်းလိုက်တဲ့အခါမှာ a equal to minus 5 or a equal to 15ဆိုရင်ဖြေလေရမယ်။နော်။ဒီလိုပါ။